အဲ့ဒါဆိုအဖေတော့အဖေအဖေသားတယောက်လုံးဆုံးဆုံးတာတေလားရှင်လားတော့မသိသေးတဲ့မသိတာတော့မှဟိုချွေးမဖြစ်တဲ့သူကိုကလေး၃ယောက်နဲ့တော့မှအဲ့အိမ်ပေါ်ကနေမောင်းချရဲတယ်ဆိုတော့အဖေတော့ကနည်းနည်းတော့တစ်ချက်လောက်တော့မစင်စားတော့လားမောင်းချရဲတယ်ဆိုတာကငါတို့ကနင်တို့နင်တို့နေတာဘယ်လောက်ရှိပါ့မလဲဘယ်နှစ်ရှိပါ့မလဲ၃နှစ်ကျော်လာပြီ ငါတို့အချိန်နေဒီလိုအချိန်နေမျိုးမှာဒီလိုအချိန်နေမျိုးမှာအဖေတို့မောင်းချရေးတယ်ဆိုတော့မူကဘာမှမသိဘူး။နောက်ဓာတ်ဖြစ်လာလို့ကြုံလာတာ။ငါပြောတာကအခုကငါတို့ကညီပြာမှမရှိတော့တာ။ဟုတ်ချာ။အိုချိန်မှဖြစ်တဲ့သူကိုကလေး၃အောင်နဲ့မောင်းချပြီးတမိဖြစ်တဲ့သူကိုအဖေတို့ခေါ်တင်ထားတာဆိုတော့အိုတားဖြစ်တဲ့သူကဘာမှဘာမှတားဖြစ်တဲ့သူကဘာမှမပိုင်ဆိုင်တော့ဘူးလား။ဟမ်။တားဖြစ်တဲ့သူကဘာပိုင်ဆိုင်မှုမှမရဘူးပေါ့။ဒါတော့ သူ့အိမ်လည်းသူပဲဒါသူကနင်တို့တားရှိတဲ့သူကလည်းပိုက်ဆိုင်မှုဆိုတာတော့နောက်မှတော့ဒီဖြစ်လာတယ်ငါသိရင်တော့ဒီမျိုးပေါ့ဘယ်ဟာဖြစ်လာမှာလဲဟမ်ဘယ်ဟာဖြစ်လာမှာလဲဘာဖြစ်လာမလဲဆိုတာနောက်တော့ပြီမှာပေါ့ဘာဖြစ်လို့လဲဆိုတာကငါတတိရှင်ချာရှိနေတယ်လေတတိရှင်ချာတော့မှအခုတော့ဒုက္ခရောက်နေရလေရွှေမဖြစ်ဘူးကလေးတော်အောင်နဲ့ပတ်ပြီးအိမ်ငါးပတ်သွားတယ်လေဒီလိုဒုက္ခရောက်တယ်ဆိုတာဘယ်လိုလူတိုင်းကတော့ဒုက္ခရောက်နေတာလေ ဟုတ်လားအဲသူ့သူ့ဘာနဲ့ဒီဘာလို့ရှိနေတာလဲနေရပြောလိုက်လို့ရှိရင်ခလေးသွေးရမယ်လို့စားနေတာဟုတ်ကဲ့သားလို့စားလို့စားနေလို့မလို့စားလို့ဘယ်နာလို့စားနေလို့လဲအချောင်ခိုစားနေလို့လားဟုတ်တယ်လေခလေးသွေးရမယ်လို့စားဒါညင်ဖို့ပြစ်တာလေအော်ကိုကိစ္စပေါ့ကိုကိစ္စတော့ကိုကိစ္စအော်ဟုတ်ပါပြီရောက်ကတိရဲ့အော်ကိုတော့ကိုကိစ္စအခုဟာကိုကိုရဲ့တမီးရဲ့ကိုရဲ့ကိစ္စပါလား ဟိုတာသမီးကြမှာကိုကိစ္စသူလည်းသူတို့ကိစ္စပဲသူသမီးသူရှိတယ်သူတို့ကိစ္စကိုသူတို့ဟာလားငါအခုတည်းကငါချက်ကြည့်ရုံချောင်းဟုတ်တယ်လေအဲ့ဒါအကြောင်းမလို့လေအခုတော့မှကိုတာသမီးမလို့ကိုရဲ့တာသမီးမလို့ကိုရဲ့တာသမီးအရင်ခေါက်ခေါက်မလို့ကိုမြေဒုက္ခရောက်မှာဆိုတော့မှအဖေကိုယ်တိုင်ဝင်ပြောနေတာပဲအေးမင်းတို့ကလည်းဒီလိုငါ့ကိုခေလို့မှမတတ်မှတ်တာလေအော်ဘယ်တော့သမီးတို့တတ်မှတ်ထားလို့လဲဘယ်မတတ်လို့ဘူးသူဘယ်တော့သမီးတို့တတ်မှတ်ထားလို့လဲ မှတ်မှတ်တာလေငါတို့ကတာတာမလဲ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 စကားအောင်များအပြန်လဲရောက်ကြဖြစ်ပြီးတော့မှ